တင်တစ်ခုခုကိုလှုပ်ဆောင်ဖို့အတွက်နောက်ကျနေပြီလားနောက်ကျနေပြီလားဆိုတော့အကြောင်းလေးကိုကျွန်မပြောပြချင်တယ်အဲ့ဒါကဘာအတွက်လဲဆိုတော့အခုကျွန်မတို့ဟာအသက်40ပတ်ချာလဲအတန်းကိုရောက်နေပြီတင်တို့ကဘလောက်တည်လဲအသက်ဘလောက်တည်ရှိကြလဲဥပမာဟိုအခုကြည်နေတဲ့အထဲမှာ20လဲပါမယ်30လဲပါမယ်40လဲပါမယ်50လဲပါမယ်အဲ့ဒီအချိန်မှာ ဘာကြောင့်နောက်ကျနေပြီလားဆိုတဲ့အကြောင်းလေးကိုပြောချင်တာလဲဆိုတော့ကျမတို့လိုအသက်40အရွယ်မှာအခုအချိန်အထိလမ်းပြောင်းနေတဲ့သူတွေเนาะဘာမှမလုတ်တက်မကင်တက်ဘာလို့ကမှမသိရဲ့သူတွေအဲ့လိုလူမျိုးတွေလုတ်တက်လုပ်ငန်းတွေမအောင်မြင်လို့နောက်လုပ်ငန်းတစ်ခုကိုပြောင်းလဲခြင်းတဲ့လူတွေဒီလိုလူမျိုးတွေကိုအများကြီးတွေ့ရတဲ့အတွက်ကျမကဒီနောက်ကျနေပြီလားဆိုတာလေးကိုပြောပြပေးချင်တာတကယ်တော့လေကျမတို့မှာလုတ်ချင်ကင်ချင်တဲ့စိတ် ိခြင်းနဲ့စိတ်တည်ယူလေးလာခြင်းနဲ့စိတ်ဘဝကိုတိုးတက်အောင်မြင်ခြင်းနဲ့စိတ်ဒီစိတ်ဆန္ဒတွေပြင်းပြနေတဲ့အခါဘယ်တော့မှနောက်မကြောက်နောက်ကြရဲဆိုတာဘယ်တော့မှမရှိဘူးဒီလိုစိတ်ဆန္ဒတွေပြင်းပြမှုမရှိဘဲနဲ့လေးလံထိုင်းမှိုင်းပြင်းရည်တတ်တဲ့သူတွေဆိုလို့ရှိရင်တော့ ဘယ်အသက်အရွယ်မှာပဲဖြစ်ဖြစ်လမ်းပြောင်းနေမှာပဲဖြစ်တယ်လမ်းရှာတွေ့မှာမဟုတ်ဘူးအဲ့တော့ကျွန်မအခုပြောခဲ့တဲ့အချက်ကလေးတွေရှိတဲ့သူတွေဆိုလို့ရှိရင်ကျွန်မတို့ဘယ်အသက်အရွယ်ပဲရောက်ရောက်နောက်မကြဘူးတကယ်တမ်းစိတ်ဆန္ဒပြင်းပြင်းပြပြနဲ့ဆုံးဖြတ်ပြီးပြီဆိုလို့ရှိရင်တော့တွန့်ဆုတ်မနေနဲ့နောက်ဆွဲတဲ့စိတ်တွေကိုအမြင့်ဖြတ်ပြီးတော့ကျွန်မတို့အရှိကို ရောက်မဲ့ကိစ္စရက်ဒီအရှိကိုရှောက်လန်းနိုင်တဲ့ရှေလန်းတွေကိုစတင်ဖို့အတွက် အရေးကြီးတယ်။ကိုဟာဘယ်နယ်ပယ်မှာအားတာတာလဲ။အတီးကအားတာချက်တစ်ခုကိုရှာ။နော်။အသက်40အသက်50ဟုတ်ပြီဒီအရွယ်ကြမှစံတော်ဝါဝါနဲ့ဟိုဟာလေးလဲလှုပ်ရှင်နဲ့ဒါလေးလဲလှုပ်ရှင်နဲ့ဒါမျိုးကိုတော့သွားပြီးတော့လုပ်ရင်တိုးတက်မဲ့လမ်းကြောင်းကနှေးဝလိမ့်မယ်။အဲ့ဒီတော့ကိုယ့်ရဲ့အားတာချက်ကိုအရင်ရှာ။ငါဘာမှကျွမ်းကျင်တာလဲ။ငါဘယ်အရာတွေကိုလုံနိုင်စွမ်းနေရဲ့ ရှိလဲငါဘဲအရာတွေကိုလုပ်ရတဲ့အရာမှာပျော်လဲအဲ့ဒီအချက်တွေကိုရှုံငုံစဉ်းစားပြီးလို့ရှင်ရင်ကျမတို့ဒီအချက်တွေနဲ့ညှိအောင်တွားမရမယ်เนาะကျမတို့ပျော်တဲ့အရာကျမတို့ကျွမ်းကျင်တဲ့အရာကျမတို့အားသာတဲ့အရာပေါ်မှာပို့ပြီးတော့ကျွမ်းကျင်အောင်ပို့ပြီးတော့အားသာအောင်เนาะလေ့လာမယ့်ဟာတွေကိုထပ်ပြီးတော့လေ့လာမယ်သင်ယူရမယ့်ဟာတွေကိုထပ်ပြီးတော့သင်ယူမယ်လေ့လာမယ်သင်ယူမယ်ဆိုလို့လေအသက်အရွယ်ကြီးရလို့လေနောက်မကြအောင်เนาะအဲတချို့ကတော့ပြောကြမယ်ပေါ့เนาะ ဟာအဲ့ဆိုလို့ရှိရင်ဟိုအရွယ်သုံးပါရှိရယ်လေဘာဖြစ်လို့ပထမအရွယ်မှာပညာရှာဒုတိယအရွယ်မှာဥစ္စာရှာတတိယအရွယ်မှာတရားရှာလို့ပြောခဲ့တာလဲဒါကတော့ယုတ်တိဗေဒဆန်းဆန်းเนาะအစောကပြောတဲ့စိတ်တက်ခွန်အားမပြင်းကြတဲ့သူတွေကတော့ဟုတ်တယ်ဒီအချိန်တိုင်းနေပဲသွားအရွယ်သုံးပါအတိုင်းပဲသွားပထမအရွယ်မှာပညာရှာဒုတိယအရွယ်မှာဥစ္စာရှာတတိယအရွယ်မှာတရားရှာဒါပေမဲ့စိတ်ဆန္ဒပြင်းပြတဲ့လူတွေဆိုလို့ရှိရင်တော့ဒီသုံးချက်ကမလိုတော့ဘူး ဘယ်အရွယ်ပဲဖြစ်ဖြစ်စလို့ရတယ်ကိုစကျင်တဲ့အချိန်ကကိုယ့်ရဲ့အချိန်ပဲဒါပေမဲ့အဲ့ဒီလိုစမယ်လို့ဆုံးဖြတ်ပြီးပြီဆိုလို့ရှိရင်တော့တွန့်ဆုတ်တဲ့စိတ်မဝင်မရေဖြစ်တဲ့စိတ်ကြောက်တဲ့စိတ် အောင်မြင်မှာမဟုတ်ဘူးဆိုတဲ့စိတ်တွေကိုအကုန်လုံးကိုထားခဲ့လိုက်ငါရအောင်လုပ်နိုင်တယ်ငါရအောင်လုပ်မယ်ငါဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့သာသွားဖြစ်ဖို့ဖြစ်တယ်အသက်40ဖြစ်နေလို့မအောင်မြင်ရဘူးလို့ဘယ်သူမှမပြောတာဘူးအသက်40မှာစလို့အသက်50မှာထိုက်တဲ့ အောင်မြင်မှုတစ်ခုကိုရနေမှာအသေးစားပဲဒါပေမဲ့လုံနေဖို့တော့လိုတယ်ရှောက်နေဖို့တော့လိုတယ်ရက်နေပြီးတော့သူများတွေအောင်မြင်တာကိုစောင့်ကြည့်နေရင်တော့ဘာမှကိုယ်အတွက်ဖြစ်လာမှာမဟုတ်ဘူးအောင်မြင်ခြင်းနဲ့ဆိုရင်ရှောက်ကြည့်ပါတေးကြပေါ့လိုချင်တဲ့နေရာကိုရောက်မယ်အဲ့ဒါကိုငဲငဲသတိကပ်ပြီးတော့စင်ကျင်ပြီးတော့လှုပ်ကျေးဇူးများကြီးတင်ပါတယ်